ဆရာဝန်ဟာဒီလောက်ထူဆန်တဲ့ဒဏ်ရာကိုတခါမှမတွေ့ဘူးပါဘူး။ဘယ်တော့ကရသွားတဲ့ဒဏ်ရာမှန်လဲရှောင်ရွက်ကိုယ်တိုင်မသိပါဘူး။ဆရာဝန်ကသူ့ကိုလိန်စီလေးနည်းနည်းပေးပြီးအင်ရောက်လို့လိန်လိုက်ရင်ကောင်းသွားမှာပါလို့မှာပါလေ။ဒါပေမဲ့အဲဒီညမှာရှောင်ရွက်ဒဏ်ရာကရုတ်တရက်သူတွေအဆက်မပြတ်ထွက်လာပါလေ။ဒုတိယမြောက်နေမှာတော့သူစစ်ဆေးမှုပေါင်းစုံလုပ်ခဲ့ပါလေ။ဒါပေမဲ့အကြောင်းရင်းကိုလုံးဝရှာမတွေ့ခဲ့ပါဘူး။ဒီတဲ့ရင်ကိုကြာပြီးနောက်တငယ်ချင်းဖြစ်သူကရှောင်ရွှဲဟာအပါမိနေတာဖြစ်နိုင်တယ်လို့ခံမှန်းမိပါရယ် ဆုံးမတရားရောက်စီသွားပြကြည့်ပါဆိုပြီးလဲနှာချလိုက်ပါတယ်။မတက်တာတဲ့အဆုံးရှောင်ရွှဲလဲဆုံးမစီသွားပြီးပြကြည့်ဖို့ဆုံးဖြတ်လိုက်တယ်။ထိုင်မှာဆုံးမဟာရှောင်ရွှဲရဲ့ရုပ်ရည်သွင်းမြင်ကိုမမြင်ရပါပဲ။ရှောင်ရွှဲနောက်ကတရေတစီတအုပ်ကြီးကိုမြင်နေရပါတယ်။အဲ့ဒါတွေမကပါဘူး။ရှောင်ရွှဲအခုချိန်ထိအသက်ရှင်နေတာဟာသူ့ဖေသူ့ကိုချန်ပြီးခဲ့တဲ့ရင်ဘက်မှာဆွဲထားတဲ့လက်စွပ်ကြောင့်ပဲလဲဆုံးမကတည်နေပါတယ်။ဆက်ပြီးတော့ဆုံးမဟာရှောင်ရွှဲလက်ပေါ်ကဒဏ်ရာကိုကြည့်ပြီးစံတစုပ်ကိုဖွာလိုက်ပါတယ်။ ဒဏ်ရာဟာလဝါကတိုင်နဲ့ပတ်သက်မှုရှိကြောင်းပေါ်လာပါတယ်။စုံမရဲ့လမ်းညွှန်မှုနဲ့ရှောင်ရွှက်ဟာဘုံတော်ကြီးကျောင်းတစ်ကျောင်းကိုရောက်သွားပါတယ်။မမြင်နိုင်တဲ့စွမ်းအားတစ်ခုကရှောင်ရွှက်ဘုံတော်ကြီးကျောင်းထဲကိုမဝင်အောင်တားဆီးနေမှန်းသိတာနေပါတယ်။တချိန်တည်းမှာပဲဘုံတော်ကြီးကျောင်းထဲမှာဘုံတော်ကြီးနေရာဟာမကောင်းဆိုးဝါးတကောင်အတွက်အပနိုင်ပွဲလုပ်ပေးနေပါတယ်။မထင်ထားတာကမကောင်းဆိုးဝါးဟာရုတ်တရက်ချီနောက်ခံထားရတာကနေလွတ်သွားပြီးဘုံတော်ကြီးကိုခုံးလိုက်ပါတယ်။အကြခင်မှာအတက်ငယ်သေးတဲ့ဘုံတော်ကြီးကလုံးဝထိတ်လန့်ပြီးထွက်ပြေးသွားပါတယ်။ င်အားကြီးနေနေတဲ့ဘုံတော်ကြီးတယောက်တည်းဒီကြောက်ဖို့ကောင်းတယ်မကောင်းဆိုတာကိုညှင်းဆိုင်ဖို့ကြံခဲ့ပါတယ်။သူ့မှာခုခံဖို့အင်အားတွေမရှိတော့ဘဲဖျားသခင်ကိုကာကွယ်ပေးဖို့ဆုတောင်းရတော့တယ်။ဒီအချိန်မှာပဲရှောင်ရွက်ရောက်လာပါတယ်။သူဟာမဆိုင်မတော်ဘဲမကောင်းဆိုတာကိုတွန်းထုတ်လိုက်ပါတယ်။မကောင်းဆိုပါလေထောသားထွက်ထွက်နဲ့မျက်နှာကျပေါ်ခုံတက်လိုက်ပြီးခုခံမှုအခွင့်ရရှာနေပါတယ်။ဒါပေမဲ့လက်ဝိလောကမှာနှစ်ပေါင်းများစွာကျင်လေခဲ့တဲ့လက်ဝိသမားရှောင်ရွှဲအတွက်ဒီအကွက်တရားလုံးဝစိတ်ဝင်စားဖို့မကောင်းခဲ့ပါဘူး။သူကမကောင်းဆိုဟုဆွဲချလိုက်ပြီးမြေပြင်ပေါ်မှာဖိထားလိုက်ပါတယ်။ အဲ့ဒီချိန်ကြမှာသူ့ရှိကသူဟာမကောင်းဆိုးဝါးဖြစ်နေမှန်းသိသွားပါဗျ။ပြီးတော့သူ့လက်ဟာလည်းရုတ်တရက်မီတာတောက်ပြီးမကောင်းဆိုးဝါးရဲ့မျက်နှာကိုလောင်ကျွမ်းသွားစေပါဗျ။ဒါကိုဖုံးတော်ကြီးမြင်တော့ပြည့်ရည်တကွမ်းမြ мян ယူလာပြီးမကောင်းဆိုးဝါးကောင်းပေါ်ကိုလောင်ချလိုက်ပါဗျ။ရှောင်ရွှဲလဲဆက်ဆက်ဆူဆူနဲ့လက်ဖြန်လိုက်ပြီးဒါပါလဲလို့မေးလိုက်ပါဗျ။ဒါကယေရှုဖေဟာလဝါကတိုင်ပေါ်မှာခြံခဲ့တဲ့ဒဏ်ရာ တန်ရှင်သောဝိညာဉ်တော်ရဲ့အမှတ်အသားလို့ဘုံတော်ကြီးကဖြေလိုက်ပါတယ်။အဲဒီအချိန်မှာရှောင်းရွှဲနောက်ကိုလိုက်နေတဲ့တေးရဲတစီတွေဟာယုတ်တရက်ဘုံတော်ကြီးကိုတက်ဖြစ်လိုက်ဖို့စီခိုင်းစီတော်တယ်။ရှောင်းရွှဲကနာကျင်စွာနဲ့နားပိတ်ထားတာကိုဘုံတော်ကြီးမြင်တော့ကျန်းစာတစ်ပိုက်ကို ခတ်တူးတူးလေးရွတ်ဆိုလိုက်ပါတယ်။မထင်မထားပဲရှောင်းရွှဲရဲ့နာကျင်မှုတွေဟာချက်ချင်းတက်တာရရသွားတယ်။နောက်တော့စာနာစိတ်ရှိတဲ့ဘုံတော်ကြီးဟာအင်ထိလိုက်သွားပြီးတော့ရှောင်းရွှဲရဲ့အင်ကိုတန့်စင်ပေးလိုက်ပါတယ်။ အဲ့ဒါဖြစ်ပြီးနောက်ရှောင်းရွှဲဟာအိမ်မဆိုးတွေထပ်မမတ်တော့ပါဘူးပထမဆုံးအကျိန်းနှင်းနှင်းချက်ချက်အိတ်လိုက်ရပါတယ်အမှန်တော့ဘုံတော်ကြီးသူ့ကိုပြီးခဲ့တဲ့လေဝက်ကတန်ရဲ့အကျိုးတရားမှုကြောင့်ဖြစ်တာပါအဲ့ဒါကြောင့်ပဲရှောင်းရွှဲနဲ့ဘုံတော်ကြီးရဲ့ပတ်သက်မှုကလည်းတဖြည်းဖြည်းနီးကပ်လာပါတယ်ရပိုင်းလောက်ကြတော့မိခင်တူဦးဟာအထိတ်တလန့်နဲ့ရောက်လာပြီးသူ့သမီးကိုမကောင်းဆိုဝါကန်နေတယ်နည်းနည်းလိုမကြတာနဲ့မိုးထိုးမတက်တော့တာထွက်ပြီးလူကိုလိုက်ရိုက်နေတယ်ပြောပါတယ် ကူကေရမယ်တဲ့အဆုံးဘုံတော်ကြီးနဲ့ချောင်ရွှက်ကိုခေါ်လိုက်ပြီးသူတို့ကိုအပနဲ့မေးဖို့မျှော်လင့်နေပါတယ်ဘုံတော်ကြီးကတကားပေါ်မှာလဝက်ကတိုင်တစ်ခုကိုဆွဲလိုက်ပါတယ်ဒီလိုလုပ်တာကမကောင်းဆိုးရည်ဝင်လာတာကိုတားဆီးနိုင်တယ်အဲ့ဒီနောက်တကားဖွင့်ပြီးသူတို့ဝင်သွားတဲ့အချိန်အခန်းထဲကကရင်ပေါ်မှာတိတ်ဆိတ်ငြိမ်သက်စွာနဲ့အာနွဲတဲ့မိန်းကလေးတစ်ယောက်ထဲထိုင်နေတာကိုတွေ့လိုက်ရပါတယ်ဘုံတော်ကြီးကလဝက်ကတိုင်ကိုထုတ်လိုက်ပြီးစံစာတွေရုပ်ဆိုပြီးမိန်းကလေးကိုနှစ်သိမ့်ဖို့လုပ်ပါတယ်ထင်မှားတာကမိန်းကလေးဟာရုတ်တရက်ဘုံတော်ကြီးရဲ့လက်ကိုကိုင်လိုက်ပြီးသူ့မိရဲ့စကားကိုနားမထောင်ဖို့တောင်းဆိုပါတယ် သူ့အမေကအမေလိုလိုအိမ်မွေးချတာတလို့မိန်မောနေတိုက်ပြီးကိုကိုကိုလည်းအန်ရီရဲ့ပြူတက်ကြောင်းထုတ်ပြောလိုက်ပါတယ်။မင်းညာကတော့သူ့ကိုဆွဲခေါ်ပြီးအတူတူတက်တည်ဖို့လုပ်ပါသေးတယ်။ဘုံတော်ကြီးလည်းယုံတဝက်မယုံတဝက်နဲ့အပားအနေနဲ့လဲဆုံနေတစ်ချက်ဆန်းကြည့်လိုက်တော့ဘာတော့ပြန်မှုမှမရှိခဲ့ပါဘူး။တကယ်ကိုမကောင်းဆိုးအစစ်ကနက်နက်နဲနဲဖုံးကွယ်ပြီးနေနိုင်ခဲ့တာပဲထွက်လာပြီးနောက်မှာတော့ဘုံတော်ကြီးကမျက်မှောင်ကျုပ်ပြီးတော့တချို့မကောင်းဆိုးဝါတွေဟာခန္ဓာကိုယ်ပိုင်ရှင်တွေတဲ့ပုံနေတတ်ပြီးတတိထားမိဖို့ခက်ခဲပါလေတယ်ဒါပေမဲ့သူတို့ဟာပြည့်ရည်ရဲ့စွမ်းရည်ကိုတော့လုံးဝမခုခံနိုင်ပါဘူး ဒါကြောင့်ဘုံတော်ကြီးဟာအခန်းထဲပြန်ဝင်လာပြီးမိန်းကလေးကိုအတင်းဖီထားကပရဲကြီးကိုသူ့ပါဆက်ထဲအတင်းထိုးထည့်လိုက်ပါတော့တယ်။မကြပါဘူးမိန်းကလေးရဲ့မျက်နှာဟာရုတ်တရက်ရက်ဆက်တဲ့အသွင်မျိုးပြောင်းသွားပါတယ်။သူဟာလေထဲမှာဘုံတော်ကြီးကိုကိုင်းမြောင်းလိုက်တယ်။အသွင်မဲတဲ့ဆိုရင်တခုကသူ့ကိုတွန်းအားပေးထားသလိုပဲဒါကိုရှောင်ရွှဲမြင်တော့ဂရင်းမော်ခုန်တက်ပြီးသူ့ကိုဖိချုပ်ထားလိုက်တယ်။ဒါပေမဲ့မကောင်းဆိုးဝါးရဲ့အာဟာလူတွေအားအသင်းလောက်အောင်ကြီးနေပါတယ်။ရှောင်ရွက်တကူလုံးကိုမျက်နှာကြက်ပေါ်ရောင်းအောင်လုပ်လိုက်ပြီးအရင်ကမင်းအဖေကိုလည်းငါပဲတက်ခဲ့တာဆိုပြီးရှောင်ရွက်နာနာကပ်ပြောလိုက်ပါတယ် ဒါကိုရှောင်ရွှတ်ကြတော့ချက်ချင်းဆုတ်သလိုစိတ်ပေါပြီးလက်ကနေသူတွေထွက်လာပါတယ်။သူလုံးဝပောက်ကွယ်သွားပြီးမကောင်းဆိုးဝါးရဲ့လေပင်ကိုအတင်းညှစ်ထားလိုက်တယ်။အမှန်တော့ဒါဟာမကောင်းဆိုးဝါးရဲ့အကြံဖြစ်ပါတယ်။ရှောင်ရွှတ်ကိုဒေါသထွက်အောင်လုပ်ပြီးဒီခန္ဓာကိုယ်ပိုင်ရှင်မင်းကြီးလေးကိုတည်အောင်တက်လိုက်ချင်တာပါ။ဒီလောက်လေးနဲ့ရှောင်ရွှတ်ကိုမကောင်းဆိုးဝါးစိတ်ဝင်စားအောင်လုပ်လိုက်နိုင်ပါတယ်။ဘုံတော်ကြီးကလက်မြန်လို့တော်သေးတာပေါ့။ရှောင်ရွှတ်ကိုအချိန်မီဆွဲထားလိုက်ပြီးသူအသေးစိတ်ပြန်ဝင်လာအောင်လုပ်နိုင်နိုင်ပါတယ်။ ဆက်ပြီးတော့ဘုံတော်ကြီးအားအောင်မြင်စွာပဲမိန်းကလေးကိုယ်တိုင်ကမကောင်းဆိုးဝါးကိုနှင့်ထုတ်လိုက်ပါတယ်။တစ်ချိန်တည်းမှာပဲတတော်တနေရာကမောင်ရင်ထဲမှာရှိတဲ့မကောင်းဆိုးဝါးရဲ့မူရင်းခန္ဓာကနေတွေ့ရယူပြီးတော့နိုးထလာပါတယ်။မိန်းကလေးလည်းပုံမှန်လိုပြန်ဖြစ်သွားပါတယ်။ဘုံတော်ကြီးကဆိုရင်စိန်နဲ့သူ့ကိုမေးလိုက်ပါတယ်။လက်တလောတစိမ့်တွင်နဲ့အဆက်ဆန်လုံးပြီးထလာပေါ်မိန်းကလေးကပြောပြတယ်အလုံးမမျက်စိကနေပြီးတွေ့ရယူတည့်ရယူလာပြန်တယ်။မကောင်းဆိုးဝါးကသူ့တိရုံမှန်ပေါ်သွားမှဆိုလို့တက်ပြီးတော့နှုတ်ပိတ်ဖို့လုပ်နေတာပါ။ အမှန်တော့မကောင်းဆိုတာဟာစားလာကလေးကမိန်းကလေးရဲ့စပင်းနဲ့လူရုပ်လေးလုပ်ပြီးသူ့ကိုချိန်စာတိုက်ထားတာပါဘုံတော့ကြီးနဲ့မကောင်းဆိုတာကြာကတိုက်ပွဲဟာတဖြည်းဖြည်းပြင်းထန်လာပါတယ်နှစ်ပတ်သားအပြိုင်ဆိုင်တိုက်ပွဲဝင်ပြီးနောက်ဆုံးဘုံတော့ကြီးဟာကောင်မလေးကိုအောင်အောင်မြင်မြင်ကယ်လိုက်နိုင်ပါတယ်ရှုံးနေသွားတာကိုမချင်တဲ့မကောင်းဆိုတာဟာဒဏ်ရာရသွားတဲ့အတန်ငယ်ငယ်ဘုံတော့ကြီးကိုအယောင်ဆောင်လုပ်ပြီးတော့ရှောင်ရွက်ကိုလာရှာပါတယ်သူ့ကိုသူလည်းမကောင်းဆိုတာတွေကိုနှိမ်နေနိုင်တယ်လို့ပြောပါတယ်ဒါပေမဲ့ဒီဆိုရင်ကိုအသုံးပြုရင်ခန္ဓာကိုယ်အတွက်အထိခိုက်တွေများစေနိုင်ပါတယ် ပြီးတော့ဘုံတော်ကြီးအားသူတို့လိုမျိုးလူတွေကိုအတုံးချနေတာပါဆိုပြီးလည်းအတင်းပြောလိုက်ပါသေးတယ်။ရှောင်းရွှဲလည်းယုံတဝက်မယုံတဝက်ပါပဲ။နောက်တော့မကောင်းဆိုဟာလမ်းမပေါ်လေးလွင်နေတဲ့အရွယ်မရောက်သေးတဲ့ကလေးတူကိုရှာတွေ့သွားပါတယ်။မကောင်းဆိုဟာအခွင့်ကောင်းယူပြီးတော့ကလေးရဲ့ကိုယ်ရယ်ဝင်ပူးပေးလိုက်တယ်။ဒုတိယမြောင်နေမှာဝင်ပူးခံရတဲ့ကလေးဟာကြောက်စရာကောင်းတဲ့မကောင်းဆိုဟာကလေးအသွင်ပြောင်းသွားပြီးဘုံတော်ကြီးကြောင့်မှလာတောင်းညံ့နေပါတယ်။ဒီကြားထက်တောင်ပို့ပြီးတော့ကြောက်ဖို့ကောင်းတဲ့ဒီမကောင်းဆိုးဝါးကလေးနဲ့ရင်ဆိုင်ရတော့တီလာရှင်တွေလည်းအားကိုးရမယ်ဖြစ်နေပါတယ် သူတို့တွေကစန်းစာရွတဲ့စူတောင်းတယ်ဒါပေမဲ့မကောင်းဆိုးဝါးကလေးကတော့နည်းနည်းမှမကြောက်လန့်တဲ့အပြင်တရေရုပ်လုပ်ပြီးတော့တိလားရှင်လေးကိုနှာခေါင်းသွေးယူတဲ့အထိချောင်းလန့်လိုက်ပါသေးတယ်။ဆက်ထိန်ထားလို့မရတော့လို့ဘုံတော်ကြီးလည်းရှောက်ရွက်ကိုအမြန်ဖုံးဆက်လိုက်တယ်။ဒါပေမဲ့သူဖုံမကြိုက်ဘူးမတက်တာတဲ့အဆုံးဘုံတော်ကြီးတယောက်တည်းမကောင်းဆိုးဝါးကိုနေမို့ရောက်လာခဲ့ပါတယ်။သူကအဲ့ဒီမကောင်းဆိုးဝါးကလေးကိုပွေရင်မျက်စိမမြင်နိုင်တဲ့ဆွမ်းအားနဲ့အတိုက်ခံလုံနေရတယ်လို့ပဲ။ဒုက္ခနာကိုယ်တွေကမကောင်းဆိုးဝါးကိုကြွကြွစစနဲ့ထုတ်ပေးပါတယ်။ဒါပေမဲ့ရလိုက်တာမှမကြသေးဘူး။မကောင်းဆိုးဝါးကလေးကထပ်ပြီးတော့မျက်စိပွင့်လာပြီးထိုင်ကုန်ပေါ်တက်ထိုင်လိုက်ပါတယ်။ မောင်မရဲလေးတန်းနဲ့ဘုံတော်ကြီးကိုငါမမကောင်းဆိုွာ666ရောက်ရှိသေးတယ်။တယောက်ပြီးတယောက်တန်းစီပြီးမင်းကိုစောင့်နေကြတယ်ဆိုပြီးပြောပါတယ်။မကောင်းဆိုွားနေမွဲကနောက်တကြောပြန်လာပါတယ်။ဘုံတော်ကြီးလည်းစွမ်းအားတွေအခါခါသုံးပြီးနောက်မကောင်းဆိုွားကလေးလည်းအချိန်ချင်းနိုးထလာပြန်တယ်။ဘုံတော်ကြီးမောပန်းပြောခွေပြီးပြပြမောလဲကြတော့တော့မှမကောင်းဆိုးအကလေးတက်စီတာခံရပြီးအရိုက်ခံလိုက်ရပါတယ်အနာကတီလာရှင်မြင်တော့ဘုံတော်ကြီးကိုကဲမဲ့လို့စွမ်းအားတွေကွာဟာမှုကြောင့်ကဲတာမအောင်မြင်တဲ့အပြင်သေးလူနီပါလဲပဲညစ်ခံလိုက်ရပါတယ်ဒီရေးကြီးတဲ့အခိုက်အတန့်မှာပဲလူရိတ်တစ်ခုဝင်လာပါတယ် ကျက်ပေါက်ကလေးလိုပဲမကောင်းဆိုးဝါးကလေးကိုကင်မြောက်ပြီးနှယံစီပြစ်ပေါက်လိုက်ပါတယ်။ကျွန်တော်တို့ရဲ့ဆက်ကောင်မင်းသားရှောင်ရွှာပါပဲ။သူဟာကြမ်းရှိသေးတဲ့မကောင်းဆိုးဝါးတွေကိုအရေးပါမကြအောင်ဆောင်းအားနဲ့မီရှို့ပြစ်လိုက်ပါတယ်။ကောင်းကလေးလည်းပုံမှန်အတိုင်းပြဖြစ်သွားပါတယ်။ကလေးတတိုင်ဟာရှောင်ရွှာကိုတိတိကျကျလာဖတ်ပြီးကျေးဇူးတင်စွာနဲ့ပြောပါတယ်။ဒါတို့တငယ်ချင်းကိုကယ်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ပုံမှန်ဆိုအနေတီးတဲ့ရှောင်ရွှာဟာအဲဒီအခိုက်အတန့်မှာပြုံးရံနေတာလေးကအရေးအကြောင်းတွေကိုထားလို့ပါပဲ။ အကောင်းဆိုးဟာသူ့အကြံစီမှာအောင်မြင်တော့အဲ့ဒီညမှာခွေးတစ်ကောင်ကိုယ်လေးကိုဝင်ပူလိုက်ပြီးမိဘမဲ့ကြောင်းလေးကိုခိုးဝင်သွားပါတယ်။အဲ့ဒီမိဘမဲ့ကလေးကိုရက်ဆက်စွာကိုက်တက်လိုက်တယ်။ဘုံတော်ကြီးကအခင်းဖြစ်တဲ့နေရာကိုရောက်လာတော့ကလေးဟာအလောင်းထည်တဲ့အိတ်ထဲမှာတိတ်ဆိတ်ငြိမ်သက်စွာနဲ့လေးလျောင်းနေပါပြီ။အဲ့ဒီအချိန်မှာမကောင်းဆိုးဟာအပြစ်မှာထိုင်ပြီးတော့သူတို့ကိုကြည်နီမှန်းရှောင်ရွက်သိသွားပါတယ်။သူဟာချက်ချင်းဆုပ်သလိုထသွားလိုက်တယ်။ဘုံတော်ကြီးလည်းတားမယ်အလို့အလောင်းထည်တဲ့အိတ်ထဲကနေထူးဆန်းတဲ့အတန်ထွက်လာတယ်။တားမွန်နာပဲဘုံတော်ကြီးတားတအားနာကျင်နေတယ်။တားကိုဖတ်ထားပေးပါဘုံတော်ကြီး။ အမှန်တော့မကောင်းဆိုတာဟာဘုံတော်ကြီးကိုတုတ်တင်ခြင်းလို့ရှာရွှဲကိုတမင်ပါထုတ်လိုက်တာပါမကောင်းဆိုရဲ့အကြံကိုရှာရွှဲရိတ်မိလို့အသေးအံပြန်လာခြင်းမှာဘုံတော်ကြီးဟာအစိတ်ဓာတ်နဲ့ထုတ်ခံလိုက်ရပြီးပြီဖြည့်စည်းမရှိတဲ့အစိတ်မိထားတာပါမကောင်းဆိုရကိုအသေးတန်နိုင်မှာအစိတ်ဟာပြက်ပြဲနိုင်မှာပါရှောင်ရွှဲလေဘုံတော်ကြီးဝတ်စုံကိုအမြန်ဝေလိုက်ပြီးပစ္စည်းကရိယာယူကကိုကိုရောင်တွေကအမိုက်စားမော်တော်ဆိုင်ကလေးစီးထွက်လာပါတယ် သုံးမိနစ်အကြာမှာပဲမကောင်းစွားရဲ့စကန်စီရောက်လာပါတယ်။အထဲဝင်လိုက်တာနဲ့လူလေး၅ယောက်ကသူ့ကိုလာကြည့်ဆိုပါတယ်။ရှာရွှတ်ဟာခဏလေးနဲ့သူတို့အားလုံးကိုအနိုင်ယူလိုက်နိုင်ပါတယ်။ဒါကိုမကောင်းစွားအမြင်တော့မဟန်ဘူး။သူတယောက်တည်းတိုက်လို့မနိုင်ဘူးဆိုတာသိသွားပါတယ်။ အဲ့ဒါနဲ့ချားတော်မချားရသေးခင်ရေတွင်တဲ့ကဆိုရင်လည်းအရေးကုန်ထူထူမကောင်းဆိုးဝါးတကောင်တင်ပြောင်းသွားပါတယ်။အရင်တခါတွေလိုမကောင်းဆိုးဝါးအနေနဲ့ဒီကဒီမကောင်းဆိုးဝါးမှာတုံးလို့မရမှန်းရှောင်ရွက်တည်သွားတယ်။ပြီးတော့ဒီမကောင်းဆိုးဝါးကထူထူချာချာလှလို့ချာချာသွားလာတတ်တော့ရှောင်ရွက်လဲတတိလက်မင်းနဲ့တခါအကက်ခံလိုက်ရပါတယ်။မကောင်းဆိုးဝါးရဲ့အစိတ်ကသူ့ကိုယုတ်တရက်တည်သွားစီပြီးသူ့ဝိညာဉ်လည်းမြောက်ကဘာကိုလွင့်ဆင်သွားပါတယ်။အဲ့ဒီမှာသူရဲ့ကွယ်လွန်ပြီးတဲ့အဖေနဲ့ဆုံပါတယ်အဖေဖြစ်သူကသူ့လက်ကိုတင်းတင်းဆုပ်ကိုင်လိုက်ပြီးကြကြခန့်ရှင်းတန်းသွားဖို့အားပေးပါတယ်ရုတ်တရက်ကြီးရှောင်ရွှတ်နိုးထလာပါတယ် သူရဲ့ညာဘက်လက်မှာလည်းသူတော်စင်ပြီးတောက်လောင်နေပါတယ်။တရားကနေထားမြောက်လာတဲ့အတွက်မကောင်းစွာလည်းလန့်သွားပါတယ်။ခက်ခဲတဲ့တိုက်ပွဲကိုနှွယ်ပြီးနောက်ရှောင်းရွှယ်ဟာဘုံတော်ကြီးရဲ့အပါအနေနဲ့လက်စုပ်ကိုထုတ်လိုက်ပြီးဒီမကောင်းမှုတွေပဲကျူးလွန်နေတဲ့မိစားကြီးကိုတုတ်တင်လိုက်နိုင်ပါတယ်။ရှောင်ရွှတ်တပ်ပြင်းလေးချရုံရှိသည့်ရေတွင်းထဲကနေလက်တွေအများကြီးမြောက်ထွက်လာပြီးမိစာကြီးကိုဆွဲချသွားပါတယ်။မသိရင်တော့မကောင်းစွာအစ်တတကောင်ကိုပြန်ဖန်တီးတော့မယ့်အတိုင်းပါပဲ။ကြည်ရတာတော့နောက်လေရှောင်ရွှတ်တယောက်လှုပ်တွေရှုပ်ရအောင်ပါပါပဲ